FPNCC ခုနှစ်ဖွဲ့ရအစည်းအဝေးလုပ်သွားတယ်ဒီကိစ္စကကျွန်တော်တော်တော်လေးဟိုစဉ်းစားကြဖြစ်လာတယ်အစည်းအဝေးလုပ်သွားတယ်လို့ကျွန်တော်အကြံပြင်းသိရတယ်နော်အစည်းအဝေးလုပ်သွားတယ်တဲ့ဒီ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 တို့ခုနှစ်ဖွဲ့ရဘာလို့ဘာလို့ဘလို့အစည်းအဝေးလုပ်သွားလဲဆိုတော့ဘယ်သူတွေပါသွားလဲဘယ်သူတွေဘယ်လို့တာလဲပေါ့နော်ကျွန်တော်အဲ့ဒါသိအောင်သိကျွန်တော်လိုက်ပြီးတော့ကချင် page တွေကချင်ရဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းမှာလိုက်ရှာတယ်စုံလိုက်တော့ KIO ကဘိုးချုပ်ဘိုးချုပ်ဘိုးချုပ်ကြီးပေါ့နော် KIO ကဒုတိယဥက္ကရာဘိုးချုပ်ကြီး Quantum Gam Xiao ပေါ့ Gam Xiao ပေါ့ဗျာလူတွေပြောတယ် KIO ကဒုဥက္ကရာ Gam Xiao ဥဆောင်ပြီးတော့သူက FPSC ခုနှစ်ဖွဲ့ ਨੇ သူတို့တွေးကြတယ်တဲ့နော်ဒီဘက်ကဆိုဗိုလ်ချုပ်ကြီးဂမ်ရှောင်းဂမ်ရှောင်းပါတယ်တဲ့ကချင်းဘက်မှာတက်တာနော်ဂမ်ရှောင်းပါတယ်တဲ့ကဲကလဖိုင်ဇော်ယောတို့နော်ဒီဗရန်နန်တို့ဆင်ဝါတို့နော်အစသဖြင့်အဲ့ဒီပုံကိုယ်တွေပါလဲသူတို့ကဘာဖြစ်လဲဆိုတော့ what ပန်ဆန်းကို what data ပန်ဆန်းကိုတွားပြီးတော့သူတို့က FPSC ခုနှစ်ဖွဲ့ရဲ့အစည်းအဝေးပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညီနိုင်ကော်မတီဆိုရဲခေါ်တဲ့ FPSC ခုနှစ်ဖွဲ့အစည်းအဝေးအဲ့ဒီအစည်းအဝေးကိုတွားတက်တယ်တဲ့တက်ပြီးတော့အဲ့ဒီစီဝေးမှာဘယ်သူတွေပါလဲဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲเนาะ FNC ခုနှစ်ဖွဲ့သွားတယ်ဘယ်နေ့ကတက်တာလဲဆိုတော့6ရက်နေ့ကမေလ6ရက်နေ့တက်တာ ခုဒီနေ့74ရက်နေဆိုပို့ရလင်းပြောရင်8ရက်ကြာပြီမှကျွန်တော်တို့သိရတယ်ဒီကောင်နေသတင်းကိုဘယ်လောက်လူမသိအောင်လှည့်ဝတ်ထားလဲပြီးတော့သူတို့အတွင်းကြိတ်ဘာတွေဆွေးနွေးထားလဲဒီခုနှစ်ဖွဲ့ပေါင်းပြီးဘာတွေကြံအောင်มาလဲဆိုတာကျွန်တော်တို့ပြေးမသိဘူးเนาะ FNC ခုနှစ်ဖွဲ့ကိုခင်ဗျားတို့မှတ်မိအောင်ပြန်ပြောရမယ်ဆိုရင်ခေါင်းကင်ဖခင်ကြီးကဝ YouTube လက်စီ YouTube လက်စီကဝဝပြီးလဲပြီးတော့သူ့အောက်မှာဒုတိယကြီးတဲ့အင်အားကြီးတဲ့ဖွဲ့က KIA KIA ပြီးလဲပြီးတော့အခုဘာဖြစ်လဲဆိုတော့ MNDAA TNLA AA เนาะနော် NDAA နောက်တော့ SSPB အဲ့ဒီခုနှစ်ဘွဲ့အဲ့တော့ဒီခုနှစ်ဘွဲ့မှာအင်အားကြီးဆုံးကဝဟိုသူတို့ရဲ့တရားဝင်ပေါက်ကြားလာတဲ့စာမှာတရားမဝင်ဘူးနော်တရားဝင်ဖွင့်ထုတ်လာတဲ့စာစောင်ရှိတယ်အဲ့ဒါဘာလဲဆိုတော့တိတ်ရှိကျွမ်းငယ်ဒီဘက်ကကြောက်ကော်အန်နောက်တော့ပေါက်ဧကန်သူတို့နှစ်ယောက်နဲ့သူတို့ဟိုတရုတ်ပြည်မှာဆွေးနွေးကြတဲ့ဆွေးနွေးကန်စာရဲ့ကြီးရှိစီအဲ့စာရဲ့ကြီးကကုတိရှိသေးတယ်နော်အဲ့မှာပါလာတဲ့အဟာအရာပြောပြမယ်ဆိုရင်အဲ့မှာဘာလဲဆိုရင် FPNCC ခုနှစ်ဖွဲ့အဖွဲ့တော်ကဆိုလို့ရှိရင်ကချင်ဖြစ်တဲ့ကချင်အုပ်စုကနော်ကချင်အုပ်စုကသူတို့ကအဲ့ဒီအဖွဲ့ကိုဥက္ကဋ္ဌဖြစ်ချင်တာဒါပေမဲ့အဲ့ဒါကိုဝါဖွင့်ပြဘူးသူကဥက္ကဋ္ဌဝါဥက္ကဋ္ဌလုပ်တယ်အဲ့တော့အဲ့ဒီ FPNCC မှာဝါဥက္ကဋ္ဌဒုက္ခရကကချင်အဲ့လိုခြင်ထားတယ်အဲ့တော့သူတို့နှစ်ဖွဲ့ကအကြီးဆုံးအဲ့သူတို့နှစ်ဖွဲ့အောက်မှာဘယ်သူတွေပါလဲဆိုတော့ခုန KIA sorry UBS KIA သူကမှ TNL MNDAA SSPP NDA NDA ဆိုမိုင်းလာမိုင်းလာဦးဆိုင်လင်းတို့ဦးတော်ဦးဆိုင်လင်းအသားပေါ့ဗျာနော်သူတို့ခုနှစ်ဖွဲ့ကပေါင်းပါပဲအဲ့တော့ဒီခုနှစ်ဖွဲ့က27နိုင်ငံရေးခင်းချင်းစပြီးတော့တစ်နှစ်ကြာတဲ့အချိန်မှာဒီခုနှစ်ဖွဲ့ကအစည်းအဝေးလုပ်တယ်နောက်တော့20နှစ်မှာအစည်းအဝေးတစ်ခါလုပ်တယ်အဲ့ခုနှစ်ဖွဲ့တွေ့တယ်တွေ့လဲပြီးတော့2023လဲရောက်တော့အဲ့ဒီ30 20ကွန်စစ်စင်ကြီးကိုအကောင့်ထဲပေါ်တယ်တစ်နှစ်လုံးလုံးသူတို့ပတ်စံစုတယ်လက်နက်ခင်းရစုတယ်ပြီးတော့သူတို့အချင်းချင်းတိုင်ပင်မှုတွေတိုင်ပင်ပြီးလူကြိတ်စုတယ်သိရင်သူတို့အချင်းချင်းနီးပညာကိုရအောင်အချင်းချင်းဖလှယ်တယ် ီးတဲ့ပြီးတော့2023 2023 2020ဆက်စင်ကိုစတယ်တရုတ်ကမီးသိမ်းပြမှုကိုစောင့်တယ်မီးသိမ်းလည်းပြအောင်အုပ်ဝင်တိုက်တယ်ကျွန်တော်အဲ့တော့တခါလေးပြောခဲ့ရတဲ့အဲ့တော့အဲ့တော့အခုပြီးလဲပြီးတော့ပြီးသွားပြီအဲ့ကိစ္စ2023ဆက်စင်ပထမလိုင်းတွေ့လိုက်လည်းပြီးသွားပြီအခုအခုထပ်ပြီးတော့တခါ9ဖွဲ့ထပ်တွေ့တယ်ဘာတွေ့တွေ့ကြတာဖြစ်နိုင်လဲဆိုမိကွန်ကျွန်တော်အဲ့ဒီတွေ့ဆုံမှုကိုစိတ်ထဲမှာတန်တရားရှိတယ်တန်တရားကြီးတယ်ဘာတန်တရားဆိုအကယ်၍သူတို့တွေ့ဆုံမှုကငြိမ်းချမ်း peace ပေါ့နော်ဆို ceasefire လုပ်ပြီးတော့ဒီ peace talk ပေါ့ဟို ညီညာရေးစကားဝိုင်းပေါ်တက်လာဘူးပြီးတော့တကယ် Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့တဲ့တက်မတော်နဲ့နားငါလာအကျင့်နဲ့ဆွေးနွေးပြီးတော့အပြစ်ရပြီးအကျင့်နဲ့ဆွေးနွေးပြီးတော့တကယ်ကိုကောင်းမွန်တဲ့ Federal တည်ဆောက်ဖို့ကြိုးစားတာဆိုရင်တော့ကျွန်တော်တို့ welcome အဲ့ဒါလို့မဟုတ်ဘဲနဲ့ဆွေးနွေးသလိုဟန်ပြပြီးတော့စစ်တပ်ကိုထပ်ပြီးတော့ချိနဲ့အားနဲ့အောင်ထပ်တိုက်အောင်မယ်ထပ်ချအောင်မယ်ဆိုရင်တော့ဒါဟာရှင်းရှင်းပြောရရင်တော့ဒီတချီကတော့ပုံမှန်လည်းပြောရတော့ကျွန်တော်တို့တိုင်းပြည်လုံးเนาะဗမာတုပေါ့ဗမာတုအခြေပြီးတော့တိုင်းပြည်လုံးကတော့နည်းနည်းတော့လှုပ်ရှားကြဖို့လိုပြီးလို့ကျွန်တော်တိုင်တွန်းခြင်းတယ် နော်ဒီကောင်းนี่ဘယ်လိုလုပ်မလဲကျွန်တော်ဗမာဒုကငြိမ်းလို့မရတော့ဘူးဒါဗမာဒုကိုပြောင်းဖြိုးနေတာဗမာဒုကိုပြောင်းဖြိုးနေတာဒီတိုင်းဒီရဲ့65ရာရီလို့ထက်မနေတော့သူ60ရာရီလို့မနေတော့ဗမာဒုကိုသူတို့ဖြိုးချောက်ကိုကြိုးစားနေတာဆိုတော့ဒီဗမာဒုပြိုရင်သူတို့အင်အားဒုကြီးကကြီးလာပြီးတော့တိုင်းပြည်ကိုသူတို့လိုချင်တာသို့သူလုပ်သူလုပ်ချင်သူလုပ်အဲ့တော့ဗမာဒုကိုပြိုရင်ဗမာဒုကဗမာလူလူကဘယ်နဲ့သွားနေမလဲ ခင်ဗျားဗမာတယောက်ကကချင်ပြည်နယ်ထဲမှာကောင်းကောင်းမနေလို့ရတယ်မထင်နဲ့ဗမာတယောက်ကရှမ်းပြည်နယ်ထဲမှာကောင်းကောင်းနေလို့ရတယ်မထင်နဲ့ရှမ်းပြည်နယ်တော့ကျွန်တော်ဒီဘက်ရှမ်းအတွင်းပိုင်းဗမာနဲ့နီးတဲ့အတွင်းပိုင်းမဟုတ်ဘူးဟိုဘက်ရှမ်းပြည်တော်ဘက်ဒီမှာကောင်းကောင်းဒီလိုမျိုးဝနေထဲမှာဝဒေသမှာဗမာတယောက်ကောင်းနေရတယ်မထင်နဲ့ရခိုင်ထဲမှာဗမာတယောက်ကောင်းသွားနေလို့ရတယ်မထင်နဲ့နော်ကချင်ပြည်ထဲမှာဗမာတယောက်ကောင်းနေလို့ရတယ်မထင်နဲ့နော်ရှင်းရှင်းပြောရင်တော့အဲ့တော့ဒါတွေကိုပြောခြင်းအပြင်ရှင်းရှင်းပြောရင်ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကကျွန်တော်တို့ဒီဗမာအထုကိုပြူအောင်လို့တမိန်ကိုရွေးချက်ရှိဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကလုံနေတာ ဲ့တော့ဗမာဓုเนี่ยဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့ဂျာဖြစ်နေတယ်ဟိုဗမာဓုကိုဖြိုခြင်းနဲ့တိုင်းသားလက်နက်ကင်တွေခေါင်းဆောင်တွေရဲ့ကြီးမန်းချက်တွေဒါအဲ့ဒါခြားတိုင်းသားခေါင်းဆောင်တွေလက်နက်ကင်တွေအောက်ကတိုက်တကယ်တိုင်းသားစစ်စစ်တွေနဲ့ဘာမှမဆိုင်ဘူးဥပမာဗျာ KIA ကကချင်ပြည်နယ်လူလူတခုလုံးကိုသားမပြူဝါကလည်းဝါလူမျိုးတခုလုံးကိုသားမပြူတို့တော့ဝါတော့အင်အားကောင်းတဲ့အတွက်သူ့လူတွေကိုလုံးသူကအကုန်မဝင်မနေစစ်တက်ထည့်တော့အကုန်လုံးရှုပ်ကုန်တာပေါ့ဗျာဝါတော့โอเคကိုကန်လည်းသူ့ကိုကန်တခုလုံးကိုသားမပြူ ပလောင်ကလည်းသူ့ပလောင်တစ်ခုလုံးပလောင်တက်ကလည်းပလောင် PNT နဲ့လည်းသူ့တက်ကိုတစ်ခုလုံးသူ့ပလောင်ခုလုံးကိုလောင်ကိုစားမပြူ AA ကလည်းရခိုင်ပြည်နယ်တစ်ခုလုံးကိုစားမပြူရခိုင်ပြည်သားလုံး AA ကနော်အဲ့တော့အဲ့လိုပဲသူတို့ကိုစားမပြူကြဘူးသူတို့ကရှင်းရှင်းပြောရင်တော့သူတို့ကိုကျိုးစည်းပွားတွေလက်နဲ့ကြိုင်ပြီးတော့ကိုကျိုးစည်းပွားရှာကြတဲ့လူတွေသားလည်းဖြစ်တယ်ကျွန်တော်မြင်ရတယ်ကျွန်တော်အဲ့တိုင်းပဲယုံကြည်တယ်ကျွန်တော်ဘဝနဲ့ရှင်ပြီးယုံကြည်တယ်အဲ့တိုင်းပဲရှင်းရှင်းပြောရင် KIA ကသူ့ကိုကျိုးစည်းပွားတွေလက်နဲ့ကြိုင်တာဘာမှကချင်ပြည်သူလူလူတွေတော့မဟုတ်ဘူးကျွန်တော်အဲ့တိုင်းရအောင်ပြည်ကြီးကချင်ပြည်သူလူလူကိုနားလည်ပါရထားတာလူလည်ကြတာရှင်းရှင်းလေးပဲ အဲ့လိုပဲ KIA နဲ့အလားတူပဲ MNDA နဲ့အလားတူပဲ TNN နဲ့အလားတူပဲ UWS နဲ့အလားတူပဲနော် AA နဲ့အလားတူပဲကျွန်တော်အဲ့ဒီတိုင်းပဲယုံကြည်ထားတယ် SSPB နဲ့အလားတူပဲနော်နောက်ဟိုမိုင်းလာလည်းအဲ့ဒီတိုင်းပဲဒီလိုပဲကျွန်တော်ယုံကြည်ထားတယ်အဲ့ဒီတော့ပွင့်လည်းပြောရရင်တော့အဲ့ဒါယုံကြည်ချက်ကြောင့်ထပ်ပြောချင်တာကဗမာလူမှုအနေနဲ့노ကြဖို့လူပဲဗမာသူက노ကြဖို့လူပဲဒီကောင်တွေကအကယ်၍ဒီခုနှစ်ဖွဲ့ကတွေ့ဆုံပြီးတော့မတော်တဆများနောက်ထပ်စုပြီးအင်အားစုစည်းပြီးတော့ဖိုင်းတစ်ခုနဲ့တက်ပြီးထပ်ပြီးတော့တိုက်ကြအောင်မယ်ဆိုရင် တိုင်းသားတွေလည်းအများကြီးသိမယ်ဗမာတို့လည်းအများကြီးသိမယ်ပုံမှန်လည်းပြောရရင်တော့ဒီနိုင်ဒီချစ်ဒီနိုင်ငံမှာနေထိုင်တဲ့တိုင်းသားညီကိုအားလုံးသိကြအောင်မယ်ဘာမှမကြည့်တဲ့ဘာမှမသိတဲ့အပြစ်မဲ့တဲ့ innocent people တွေကိုသိအောင်ပါ innocent people တွေကိုသိအောင်ပါအဲ့တော့အဲ့ဒီတည်ကြည်မှုမဖြစ်အောင်လို့ကျွန်တော်ဗမာတို့ကဥပြန်ပြန်ဥသိချဥဆောင်ရမယ်ညီညွတ်ဥဆောင်ပြီးတော့ဒီပြန်ပြီးတော့ကြကြရနာပြန်စုစည်းมาရမယ်အလောင်းမီဒီယာကြီးပြန်ညုံထားတဲ့သူပြန်ထားมาရမယ်မဟုတ်ရင်ကျွန်တော်တို့ကြာရင်ဒုက္ခပါပဲ ဒါလေးကိုကျွန်တော်တို့ပြည်သူလူထုသိစေချင်တယ်ကျွန်တော်ဒီဘွဲ့ခုနှစ်ဘွဲ့ရဲ့ဒီတွေ့ဆုံမှုကျွန်တော်တန်တရားများတယ်တန်တရားကြီးတယ်နော်မေလ6ရက်နေ့ကတွေ့တယ်ဗျာအဲ့ဒါကိုလုံးဝမတရင်မထုတ်ဘူးဝါလည်းမထုတ်ဘယ်ဘွဲ့မှမထုတ်ဘူးနော်ဘယ်ဘွဲ့မထုတ်ဘဲနဲ့တို့ကရှင်းရှင်းပြောရင်တော့ကြိတ်ပြီးတော့လုပ်တယ်ပြီးတော့အခုကြိတ်ပြီးတော့မီဒီယာတွေကဝိုင်းပြီးမေးလည်းမဖြေတော့ဘူးတို့ရဲ့မီဒီယာတွေမေးတာတော့မဖြေဘူး တို့ဘာကြီးဆွေးနွေးကြတာလဲဆိုတော့မေးဖို့ပေါ့နော်ဆိုတော့ပြောရရင်တော့တို့တချို့သောစကလုံးကတော့သုံးသက်ချက်ဒီမှာတော့ဒါတို့ကစီရဲနိုင်ငံနဲ့ပတ်သက်တဲ့အားတွေလက်ရှိမာမိတ်တပ်ဖွဲ့အကြမ်းမှာနေပြီးညင်းပွားတဲ့ကိစ္စတွေတို့ဆွေးနွေးတာဖြစ်မှာပါဆိုတော့မျိုးတို့ဆွေးနွေးတယ်ပြောရရင်တော့ဗျာတို့ကတို့ရဲ့အတွင်းပြဿနာကိုဒီဗမာတို့ကိုတဲပြီးရန်ရှာလိုက်တာနဲ့အတွင်းပြဿနာအပြင်းပြဿနာဖြစ်သွားတာကျွန်တော်သဘောပေါက်မှထင်တယ်တချို့အတွင်းပြဿနာတွေကအတွင်းချိတ်ဖြစ်နေတဲ့ပြဿနာတွေကိုရှင်းဖို့အတွက်အပြင်းပြဿနာတစ်ခုဖန်တီးလိုက်ရင် သူကသူတို့ချင်းချင်းပူးပေါင်းဖြည့်ရှင်းရမယ်ဆိုတော့အတိဝင်သွားတဲ့ခါအပြင်ပြဿနာဖြစ်တဲ့ဘုံရန်သူလို့ခေါင်းစဉ်ပမာဓုကဘုံရန်သူလို့ခေါင်းစဉ်တက်ပြီးတော့ဖြည့်ရှင်းဖို့ကြိုးစားရင်အဲ့ဒါဖြည့်ရှင်းမယ်သူတို့ချင်းချင်းဖြစ်နေတဲ့ကိစ္စပြေးလေတော့အဲ့သူတို့ရှင်းရှင်းပြောသူတို့ပြဿနာတခုဖြစ်တိုင်းသူတို့ချင်းချင်းရှားမှာ TNL နဲ့ KI ရှားမှာညှိရတယ်နော် TNL နဲ့ SSPP ညှိမယ် TNL နဲ့ဟိုကလည်း MNDA ညှိမယ် SSPP နဲ့ MNDA ညှိမယ် SSPP နဲ့ KI ညှိမယ် KI နဲ့ MNDA ညှိမယ်စသဖြင့်အဲ့လိုညှိနေတဲ့ပတ်လိုက်ရိုက်ပြီးညှိနေတဲ့ဇာတ်လမ်းတွေကအဲ့ဇာတ်လမ်းတွေကပွင့်လည်းပြောရတယ် ဗမာဒုကြီးကိုပုံရံသူတို့တတ်မှတ်လိုက်တာ ਨੇ သွားရအောင်အဲ့ပြည်အဲ့ဒီဖြစ်နေတဲ့ပြဿနာပြည်လဲသွားပြီးတော့ဗမာဒုကပုံရံသူတို့ပေါက်ပြီးတိုက်ကြအောင်ဒီလိုပဲဆိုတော့ကျွန်တော်တို့အဲ့တော့ကျွန်တော်ဗမာဒုကိုနားလေစေချင်တယ်။နောက်ပြည်ရဲ့ညီငယ်ညီမတွေကိုနားစေစေချင်တယ်။ဘာလို့လဲဆိုတော့ဒီအောင်နေသူတို့ကိုသူတို့သာပြောနေကြရင်သူတို့တိတိချာချာခေါင်းအေးထားပြန်စင်းစားရင်ဒီအခေချင်းကြီးမှာလူသေးချေမှုအသေးအသက်ပေးလိုက်ရတာအများဆုံးကသူတို့ပြည်ရဲ့တွေပဲ။ဒီအခေချင်းမှာအသက်ပေးလိုက်ရတာအများဆုံးကပြည်ရဲ့တွေပဲ အသက်ပေးလိုက်ရတာအများဆုံးကဗမာတွေပဲဒီပွဲမှာဒီပွဲမှာအသေးဆုံးကဗမာတွေအသေးဆုံးပဲကျန်တဲ့သူတွေတည်ရဆိုတာခင်ဗျားဘာမှမဟုတ်ဗမာတွေအများဆုံးတည်တယ်ပြီးတော့ဗမာအဲ့ဒီတက်မတော်ကိုပုံကန်တော်လိုက်မယ်ဆိုတော့ဗမာလူငယ်ပြည်ရက်တွေကပုံကန်ဖို့သာကြိုးစားတာဘယ်နေမျိုးကသူတို့ခိုင်မာရအောင်တော့အခုတို့နေမြေတွေမှာရှိတဲ့ပြည်ရက်တွေဆိုတာလည်းနေသားပယ်သားအပိုင်သားတည်တည်လေးသာရှိတာတကယ်တမ်းတက်ကအိမ်နဲ့အားနဲ့ချိန်ဖို့ခဏလေးနဲ့ပျောက်သွားမယ်ဟာချက်ပြောက်ပြောက်ပျောက်မယ်ဟာပွန့်လိုက်တော့တကယ်လုံးပျောက်ဘူးဘသူမှလည်းဒဲ့ရင်ဆိုင်မတိုက်နိုင်ဘူးတစ်ချောင်းထိုးပြီးရော လမ်းမှာမိုင်းဆွဲကြည့်တယ်မိုင်းဆွဲလို့မရပြည့်ရောအဲ့နလားမဲ့လုပ်နေတယ်ဘာကိုမှဒီဒီမဟာပြောကြကြတက်မလို့ဖြိုလဲဖြိုလဲနေတဲ့အစင်တမ်းမျိုးဒီ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 ပီပီရပြီးမှပြီးတဲ့ဒီမှာမရှိဘူးအဲ့သူတို့ကလည်းသူတို့ပြန်ကြည့်ရင်ပြန်တင်းချက်ခေါင်းရိုက်တဲ့စနစ်တွေ့လိမ့်မယ်ဒါတော့ကျွန်တော်ကဒါယူရှင်းတယ်ဘာလို့လဲဆိုတော့အဲ့ကြောင့်သူတို့ကိုတိုင်းသားလက်နက်ကိုင်အမိခံထားတဲ့ဒီကိုကျိုးစီဝါရှာတဲ့လက်နက်ကိုင်ဖွဲ့စည်းတယ်သူတို့အုံချနေတယ်ဒါကိုသူတို့ကောင်းကောင်းသိဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်နော်ဒါအပြင်ကိုစီခုနှစ်ဖွဲ့ရဲ့တွေ့ဆုံမှုကတော့ ကျွန်တော်သတိကြီးထားဆောင်ကြည့်ရမယ်။နောက်ဆက်ကဆိုတာဝန်ရှိသူတွေထောက်လိုင်းအုပ်စုအဖွဲ့စည်းရောဒီသတင်းကိုရကြရလားရတော့ရမှာပါမရဘဲတော့နေပါဘူး။ရတော့ရလိမ့်မယ်ယူဆတယ်။သူတို့ရပြီဆိုရင်ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့လိုပြီးကြိုတင်စဉ်းစားမှုတွေချက်ဖို့လုပ်ဖို့လိုပြီး။အပြည့်အဝဆွေးနွေးပြီးတော့ရင်းနှီးနှီးကြဖို့တက်မှာ Federal Democracy ပြည်ထောင်စုအတွက်အကျင့်နဲ့ဆွေးနွေးကြမှာဆိုရင်တော့ကျွန်တော်တို့ဝယ်ကမ်းမယ်။ဝယ်ကမ်းမယ်အဲ့ဒါကတော့ဘယ်သူမှမသိရတဲ့အတွက်ဝယ်ကမ်းလုပ်တယ်ဒါတစ်ချက်ပေါ့နော်။